နှစ်ခုမြောက်သောဇာလံအပိုက်ငယ်တမဆက်နှင့်လူမျိုးတို့သည်အဘယ်ကြောင့်ယုံရင်ခတ်ပြုကြသနည်းလူစုတို့သည်အဘယ်ကြောင့်အချီးနီးကြံစည်ကြသနည်းလောကီရှင်ဘုရင်တို့သည်ထကြ၍မူးမတ်အရာရှိတို့လည်းသာရပြားနှင့်ခရစ်တော်ကိုယံဘက်ပြုလျက် သူတို့ချီနှောင်ခြင်းကို ဖြေကြကုန်အံချီနှောင်သောကျိုးတို့ကိုပယ်ကြကုန်အံဟုသွင်းဖွဲ့ကြ၏။ကောင်းကင်ဘုံ၌ထိုင်တော်မူသော သူသည် ပြုံးရယ်၍ထာဝရဘုရားသည် သူတို့ကိုကဲ့ရဲ့တော်မူ၏။ ထိုအခါအမျက်တော်ထွက်၍သူတို့ကိုမိန်တော်မူမီ ပြင်းစွာသော အမျက်တော်နှင့်သူတို့ကိုပူပန်စေတော်မူမီငိုင်းရှင်ဘရင်ကိုမှန်ရှင်တော်စီအောင်တောင်ပေါ်မှာငါကိုယ်တိုင်ပိတ်သိပ်ပေးပြီဟုမိန်တော်မူမီပြရိတ်တော်အချက်ကိုငါပြန်ချပေးအံ့ ာရာပြားကတင်ဒီငါသားဖြစ်ဤယနေ့ပင်တင့်ကိုငါဖြစ်ပွားစီပြီးငါကိုတောင်းလို့လူမျိုးမျိုးတို့ကိုတင့်အမွေဥစ္စာဖို့ငါပေးမိမြေကြီးစွန့်တိုင်အောင်ပိုင်ထိုက်သောအခွင့်ကိုလည်းငါပေးမိတင်ဒီသူတို့ကိုတန်လန်တန်နှင့်အုပ်ဆိုး၍မြေအိုးကိုခွဲဖြတ်တကဲ့သို့ခွဲဖြတ်လိမ့်မည်ဟုငါအာမိန်တော်မူပြီးတို့ဖြစ်၍ရှင်ဘီရင်တို့ပညာတတိရှိကြလော့ လောကီမင်းတို့ဆုံးမခြင်းကိုခံကြလို့ကြောင်းရွံ့သောစိတ်နှင့်သာဝရဘုရား၏အမှုတော်ကိုထမ်းရွက်၍တုန်လှုပ်ခြင်းနှင့်ဝမ်းမြောက်ကြလို့သားတော်ကိုနမ်းကြလို့သို့မဟုတ်ရင် အမျက်တော်ထွက်၍သင်တို့သည်လမ်း၌ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်အမျက်တော်သည်ချက်ချင်းထွက်လိမ့်မည်သားတော်ကိုကူစားသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏အာမင် God bless you